2025ခုနှစ်ဇွန်လ19ရက်တရင်ဂရင်းနေ့တခိပြားနေပင်နဲ့ဆောဆောနှစ်ကိုရညီဖျားခင်ရတဲ့အော်ဒါရင်တော့တင်များခန်းစားဒီနေ့တာကာလတော်လာချင်းလဲမဲ့ခွင့်ရအတွက်ပြစင်ပြည့်ဖြစ်ရှင်နာမပုံကြည်ပါစီတော့တခိပြားနေဖြစ်တဲ့ညီကျွန်တော်မြဲတမ်းဒီလိုနေမျိုးရောက်တခါပြောပြောပြလေးရှိပါတယ်မြို့တော်တဆန်တဲ့ conservative evangelical mission might church မှာပေါင်တယောက်ချင်းအကောင်ဆုံးတော့ရဖြစ်ပါတယ်ပြီးမှသာလင်းကျွန်တော်ကဲတော့ ဟာ evangelical ဖြစ်ဖို့လိုတယ် mission minded ဖြစ်ဖို့လိုတယ် conservative ဖြစ်ဖို့လိုတယ် social media လွှင့်နေတာတွေကိုဒုတိယအနေနဲ့ကြည့်ဖို့ဖြစ်တယ်ဆိုတာပေါ်ပြလိုပါတယ်ကာလချင်းကိုရှေးဥစွာယူတော့မစွင်နှစ်ဆနေဒီကနေ့ပါဝင်ကျော်ကျမတယောက်ချင်းဒီသက်ရှင်ကလေးရပေါင်းက166ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလိုကတဲ့166ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်ဆက်စဉ်းစားဆင်ခြင်နှုံသွင်းကြရအောင်မနေ့ကနေ့စပြီးတော့နှစ်ကုန်ဒီချန်ရှိသေးတော့169ရက်ကျန်ပါသေးတယ် ကျန်ရှိတဲ့နေ့ရက်ဒီမှာလဲဂါလာရှင်အကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့မှာရှေးဥစွာ တိုက်တွန်းလို့ဆိုပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့95ခုမြောက်သောဆလံအပိုက်ငယ်၃ဖြစ်ပါတယ်ထာဝရဘုရားသည်ကြီးမြတ်သောဘုရားဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင် ဖြစ်တော်မူ၏ မြက်ကွက်တော်သည်အသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းရောက်တော်မှဘုရားခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်95မြောက်ဆာလံကိုစတာနဲ့လာကြထာဝရဘုရားကိုရှင်လန်းစွာတခြင်းဆိုကြကုန်အံ့ဆိုတော့ God to worship ဘုရားခင်ကိုပြက်ွက်ကိုကိုတဲ့ခေါ်တဲ့ဆာလံတခြင်းဖြစ်ပါတယ်အဲ့ဒီမှာဘုရားခင်ရဲ့ဂုဏ်တော်တွေချီးမွမ်းခြင်းနဲ့တူဟုတ်လားကဲဒင်းတော်မူရာရောက်ရာကြောက်ကိုကျူးရအောင်ဂျေဇုတော်ချီးမွမ်းလက်ရှိတော်ဝင်ရအောင် စာလံတခြင်းကိုဆိုလဲကျူရီသောအတန်နဲ့ပြူရအောင်အဲ့ဒါပြီးရနဲ့ခုနကျွန်တော်ဖတ်ခဲ့တဲ့ထာဝရဘုရားတည်ကြီးမြတ်တဲ့ဘုရားဖြစ်တော်မူတယ်။ Our God is a great one ဒီတက်ပြောချင်တာ Our God is the greatest one ဘုရားခင်ကျွန်တော်ကိုကြတဲ့ဘုရားခင်ကြီးမြတ်တဲ့ဘုရားအကြီးမြတ်ဆုံးသောဘုရားဖြစ်တယ်ဆိုတော့ဖော်ပြချင်တာဖြစ်ပါတယ်။နောက်ပြီးတော့သူပါဆက်ပြောလဲလူတွေသတ်မှတ်တဲ့ဘုရားတွေရှိတယ်။ဘုရားတခါတို့ထက်ကြီးမြတ်သောရှင်ဘုရား ဖြစ်တယ်လို့ဖော်ပြပါတယ်ဒါကြောင့်ကျွန်တော်အများအားဖျားခင်ဂုံတော်တွေချီးမွမ်းနေဆိုတဲ့ adoration ပြုတဲ့ခါမှာအရှင်ကားရဲ့ရှင်ဘုရင်ကားရဲ့ဘုရင်ဖျားတကားရဲ့ဖျားဆိုတော့အပြင်းအဖော်ညွှန်းနေရှိပါတယ်မှန်ပါတယ်ကျွန်တော်ကိုယ်ကိုယ်ဖျားခင်ဟာကြီးမြတ်ဆုံးသောဖျားရှင်ဖြစ်ပါတယ်သူဖျားရှင်နာမပေါင်းကြီးပါစေကြဒီဆလံတရှင်ကနေပြီးတော့ကျွန်တော်တို့အခုကဲ့သို့တခင်ဖျားနေမှာပြောက်ဝကိုးရကံမှာကျွန်တော်ကိုယ်ကိုယ်ဖျားခင်ရဲ့ဂုံတော်တွေကိုတိကျွမ်းပြီးတော့ ွာလာခြင်းလို့ဘုရားအင်မတမယူကြည်ပါတယ်။ဘုရားခင်ကကြီးမြတ်ဆုံးဖြစ်တယ်။ဘုရားတခါတို့တဲ့ကြီးမြတ်တယ်။ဟာလေလုယာ။ဒါကြောင့်ထိုရှင်ကလွဲလို့ကျွန်တော်ရှိမှာကိုးစားခေါ်လုံစရာမရှိတော့ဘူးဆိုတော့ဘုရားတတမတိမှဆွေးနွေးဖို့အကြောင်းဖြစ်တယ်ဆိုတာပေါ်ပြလိုပါတယ်။ဘုရားတခါထုတ်တဲ့ကြီးမြတ်တယ်။မှန်ပါတယ်။ There is no one like you ။အတိတ်ကလည်းကျွန်တော်ပြောခဲ့ပြီးသား။ကိုရိုနဲ့တူတဲ့ပုံကိုဘယ်လျောက်ရှိလို့လဲ။ကိုရောကျွန်တော်တို့ချစ်တယ်လို့ အဘယ်မီသောသူပါကျွန်တော်တို့ချစ်လို့လဲကိုရောကျွန်တော်တို့ဂီးဆိုင်သူတို့အဘယ်မီသော ပုဂ္ဂိုလ်ကလူတွေတတ်မှတ်တဲ့ဖရားတွေကကျွန်တော်ဂီးဆိုင်လို့လဲကျွန်တော်တို့ကိုကာကွယ်သလိုအဘယ်မီသော ပုဂ္ဂိုလ်ကကျွန်တော်ကာကွယ်မှုပြုလို့လဲကျွန်တော်တို့ကျွေးမွေးပြုစုသလိုအဘယ်မီသောပုဂ္ဂိုလ်ကကျွန်တော်တို့ကျွေးမွေးပြုစုနေလို့လဲကျွန်တော်တို့ထာဝရဖရားပဲမဟုတ်ဘူးလားဒီကနေ့ဒီကနေပြီးတော့မိမိကိုယ်ကိုယ်ရဲ့ဖရားသခင်ကကြီးပြတ်တဲ့ဖရားဖြစ်တယ်လူတွေတတ်မှတ်တဲ့ဖရားတစ်ခါလို့ထည့်ကြီးပြတ်သောရှင်မီဖြစ်တယ်ဆိုတာသိကျွမ်းခြင်းနဲ့ အောက်ကဲ့သို့သောသခင်ဖျားနေ့အခုဆိုလို့ရှိရင်ဒီဂျွန်လာအတွက်တတ်တယ်မြောက်သခင်ဖျားနေ့ဖြစ်ပါတယ်အဲ့သခင်ဖျားနေ့မှာကျတို့ဖျားသခင်ကိုအတူတူကကြီးမြတ်ခြင်းနေအကြောင်းစဉ်းစားပြီးတော့ပြည့်ဝကိုးကွယ်အောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်ကြောက်ရဲနှုတ်ကွတော်နဲ့ဝေငါချရာဖြင့်ပြောတိုင်းမှာဖျားသခင်သည်အသစ်တပံပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းအနှံ့ကြပါစို့မြတ်တော်ရှင်ဘာဖျားလာကြထော်ရဖျားအားရှင်လန်းစွာတခြင်းဆူကြကုန်အပ် ကျွန်တော်တို့ဒီကေတင်ကျွန်ုပ်ရောက်ရာအကြောက်ကိုကျူးရေးကြကုန်ဟန်ယေရှုတော်ချီးမွမ်းလက်ရှိတော်ကိုဝင်၍ဆလံတရှိကိုဆိုလဲကျူးအေးသောအတန်ကိုပြုကြကုန်ဟန်သာသဖြင့် God to worship ကိုရောကိုကိုွယ်မှုအတွက်ခေါ်နေတဲ့ဆလံပဲဖြစ်ပါတယ်ကိုရောဟာကြီးမြတ်တဲ့ဘုရားဖြစ်ပါတယ်လူသက်မှတ်တဲ့ပုဂ္ဂိုလ်ဘုရားတကားတို့ထက်လဲကြီးမြတ်သောရှင်ဘင်းဖြစ်တော်မူပါတယ်ဒါကြောင့်ကိုရောနာမတော် ထက်ဆင့်ချိမြောက်ပြီးခုတ်ကွယ်ဟုပြုကြပါတယ်။ကြောတံဘောရပြတ်တီကဘာဆက်ဆက်ပုံချီ၍မင်္ဂလာရှိပါစေသော။ယေရောရှင်ဖပါကိုရဲကြည်မြန်ခြင်းနဲ့ကိုရဲကောင်းမြတ်ခြင်းကိုနေ့စဉ်မျှရည်ရွယ်ချီးမွမ်းပြီးတော့ကိုရောကိုအမြဲတမ်းပြုတ်ဝဲကိုကိုယ်စရာကြောင့်ဖြစ်စေဖို့အတွက်ဒီနှုတ်ကပတရားစွာဖြင့်ပါကိုရဲမဆတယောက်ချင်းသက်တာကိုလင်းပေးပြီးတော့တမတရားလည်းမှာပို့ဆောင်ကောက်ချီပေးပါပြီးကြောင်းထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာမတော်ပြည့်ကိုမိပြုပြီး ်ကျေးဇူးတော်ပေါင်းချီးပွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရပါဘုရားသခင်အာမင်ဂျွန်လာရဲ့တတိယပတ်ဟာဖခင်များနေ့ဖြစ်ပါတယ်တရှုရီကတော့ဖခင်များနေ့မိခင်များနေ့ကလေးများနေ့ဟိုနေ့ဒီနေ့လောက်တာတွေကပါဖြစ်တယ်ညာဖြစ်တယ် ਨੇ ဆိုရှယ်မီဒီယာမှာပြောတာရှိပါဒါလည်းဒီဥတန်လွန်ကြီးလို့ပြောပြောခြင်းပါတယ်ကျော်ဖခင်များနေ့ချီးမွမ်းတာဖခင်ကိုဂုံပြု ုံသက်သက်တာမကဘဲနဲ့လောကီဖခင်တဲ့တာကြီးကြီးပြတဲ့ဘုရားခင်ကိုပါချီးမွမ်းနေတာဖြစ်တယ်ဆိုတာသိချွန်ဖို့ဖြစ်ပါတယ်။ဒါတော့ဒီနေ့မြေတော်ဆိုင်နဲ့အသင်းတော်တွေမှာဖခင်များကိုဂုံပြုပြီးတော့ဂုံပြုလက်ဆောင်တွေပေးချမယ်တန်နိုင်ပေါ့လေ။နောက်ပြီးတော့သူတို့ရဲ့ဂုံယေရှုတွေကိုရေပြည့်ချီးမွမ်းကြည့်လောကီဖခင်တဲ့တာကြီးကောင်းမြတ်တဲ့ကောင်းခင်ဘုရားဖခါကိုချီးမွမ်းပြီးတော့သွာလာခြင်းလေအောင်လို့ထပ်ဆင်ပြီးဖခင်များဒီတို့လဲတိုက်တွန်းနှုတ်ဆော်လိုပါတယ်။ ကျားရည်နှုတ်ပတ်တော်နဲ့ဝင်ငါချရာဖြင့်အရောက်တော်ဘုရားသခင်သည်အတိတ်တပံပြန်လည်ကောင်းချီးပေးပါစေတော့အာမင်